င်္ဂလာပါရှင် MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံစီစဉ်ကနေကြိုဆိုပါရစေဒီကနေ့မြန်မာသက်ကလေး1388ခုနှစ်နော်ဒေါ်လာဆန်း၂ရက်ခရစ်နှစ်2016ခုနှစ်ဒီဇင်ဘာလ၁ရက်နေ့အတွက်နောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့မှာရှုစားကြရမယ့်သတင်းတွေမှာဆိုရင်တော့ဒေါ်ဆန်းစုကြည်နဲ့စင်ကာပူရောက်မြန်မာနိုင်ငံသားတွေဒီကနေ့တွေ့ဆုံမဲ့သတင်း အရာရီတိုင်းဒေသကြီးမှာရေငန်ဝင်ရောက်မှုစောစီးနိုင်ကြောင်းစိုက်ပျိုးရေးဌာနကတတိပေးထုတ်ပြန်ထားတဲ့အကြောင်းဤရနိုင်ငံမိုးစုမြို့မှာအစာရေစာငတ်မွတ်လာတဲ့တဲ့ ားတဲ့သတင်းတွေနဲ့အတူတခြားထူးခြားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုလည်းတင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်။အခုပထမဆုံးအနေနဲ့စင်ကာပူနိုင်ငံကိုရောက်ရှိနေတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ဟာဒီကနေ့ဒီဇင်ဘာလ၁ရက်နေ့ညမှာစင်ကာပူရောက်မြန်မာနိုင်ငံသားတွေနဲ့တွေ့ဆုံသွားမှာပဲဖြစ်ပါတယ်ရှင်။ဒေါက်ဆာစစ်တီနဲ့စင်ကာပူရောက်မြန်မာနိုင်ငံသားတွေတွေ့ဆုံပွဲအတွက်မြန်မာကလပ်စင်ကာပူကနေတာဝန်ယူစီစဉ်ပေးတာဖြစ်ပြီး တွစ်ဆုံပွဲကျင်းပနိုင်ရေးအတွက်အလှူငွေလက်ခံတာမျိုးမလုပ်ခဲ့ပဲလက်မှတ်ရောင်းချပြီးစီစဉ်ခဲ့တာပါစင်ကာပူရောက်မြန်မာအဖွဲ့အစည်းတွေရဲ့အလှူငွေကိုလက်ခံပြီးကျင်းပမယ်ဆိုရင်တွစ်ဆုံပွဲစီစဉ်ရမှာတောင်းဆိုမှုတွေဩဇာလမ်းမှုမှုတွေရှိလာနိုင်တာကြောင့်အခုလိုစီစဉ်လိုက်တာလို့မြန်မာကလပ်စင်ကာပူကထုတ်ပြန်ထားပါတယ်အဲ့ဒီပွဲကိုတက်ရောက်လူတွေအတွက် e-ticket လက်မှတ်တွေရောင်းချပေးနေပြီးရောင်းချလို့ရရှိလာတဲ့အမြတ်အစွန်းငွေတွေကိုပြန်လည်ထူရန်သွားမှာပဲဖြစ်ပါရဲ့ရှင်။ ဆက်သွယ်ရေးဥပဒေပုံမှာ66ကာကြီးနဲ့ US သတင်းစာနယ်ကသတင်းတောက်မျိုးမထွန်းကိုဂျေးမုံသတင်းတောက်ဇော်မင်းအောင်ကအမှုဖွင့်တရားဆွဲဆိုထားပါတယ်။ဒီသတင်းကို MCN နေပြည်တော်သတင်းတောက်ခိုင်သစင်ဦးကပေးပို့ထားတာပဲဖြစ်ပါတယ်ရှင်။ နယူးဝက်သတင်းချနယ်နဲ့တူမော်ရိုချနယ်တို့မှသတင်းဆောင်ရေးသားသူမြို့မထွန်းခေါ်ဥမမောင်ထွန်းကိုဆက်သွယ်ရေးပုံမှ66ဂါကြီးနဲ့2016ဩဂုတ်လ18ရက်နေ့ကကျေးမုံသတင်းတော်ဥဇော်မင်းအောင်ကအမှုဖွင့်တိုင်နှံထားခဲ့တာပါအဲ့ဒီအမှုအတွက်ဥမမောင်ထွန်းကိုနိုဝင်ဘာလ28ရက်နေ့ညမှာပြည်မနာရေးစခန်းကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနိုဝင်ဘာလ30ရက်နေ့မှာအမှုကိုရုံးထုတ်ဆစ်ဆေးခဲ့ပါတယ်သတင်းတွေကိုအခုပြည်သူတွေယုံမားတင်ပါဒါကြီးကတော့အမှန်ပဲဈေးထဲမှာတော့ဒီလိုလိုပဲစီမင်းကလုပ်ဝေးနေပါတယ်ဆိုတာလူတွေ ်နေပြည်တော်တည်တာလည်းမဟုတ်နေပြည်တော်တပြုတ်တည်းလည်းမဟုတ်ဘာကြီးတရံကလုံးတည်သွားပြီးတော့အာဟုတ်တယ်လုံနေတယ်အကောင်းနေလုံနေတယ်ဆိုတာတည်သွားမှာဆိုတဲ့အမှားတယ်ဆိုတော့ကြောင်းရေးတာရေးပြီးတော့တခင်ညောင်းရဲ့အကောင်းကနေတင်ပေးလိုက်တယ်အဲ့ဒါလည်းသူသူကအဲ့ဒါတရားဆွဲပြင်းမနာမြို့နယ်ရဲတပ်ဖွဲ့မှဦးတင်မိုးဦးကတော့တရခန်ဥမ္မမောင်ထုံးကိုအမှုဖွင့်ပြီးလေးလလောက်အကြာမှဖမ်းဆီးရတာဟာတရခန်နဲ့တရလုံးနှစ်ဦးကိုချိတ်ဆက်ဖို့နဲ့ဆက်သွယ်ဖို့ခက်ခဲတာကြောင့်လို့လည်းပြောကြခဲ့ပါဗျ။အဲ့ဒါတော့ကျွန်တော်တို့တွေကဥပဒေဆောင်ဆက်ကာလရှိတယ်။ဒါပေမဲ့ဆက်သွယ်ပေမဲ့သူကအလုပ်ကများတာနဲ့ ဟဲ့လားတို့ခုဆိုလို့ရှိရင်ပေါ့ဩဂတ်စက်တင်ဘာအောက်တိုဘာလို့မှဟဲ့လားသူ၅လေးလလောက်ကြာမှကျွန်တော်တို့ဖမ်းရတယ်သူအမှုတိဆောက်တာလည်းရှိတယ်တစ်ဖက်ကလည်းကျွန်တော်တို့ရအဓိကတော့ဟုတ်လားဟိုဘက်ကလည်းဆက်သွယ်ခေါ်ပြီးတဲ့ခါမှာလည်းသူဟိုဆက်တာပဲရှိတာပေါ့လေဒီတော့တွေ့မှာဆိုပြေခန်းတဲ့တေရုံနဲ့ပြောတော့အမှုစက်တင်နဲ့မချိန်မိတဲ့အတွက်ကြောင့်မလို့ဟဲ့လားမဖမ်းဖြစ်သေးတာပေါ့ တရားခံဥပမာထုံးကတော့ဥဆောင်မင်းအောင်ရဲ့ကြေးမုံတင်းစာမှာရေးသားဖော်ပြကြာမှယွင့်နေပြီးဈေးသူဈေးသားတွေရဲ့ပြောပြချက်နဲ့ကပ်ညီမှုရှိပဲလွဲမနေတာကြောင့်အယ်ဒီတာထံပေးစာဆိုပြီး tomorrow တင်းစာကိုတင်းဆောင်မတစ်ပုတ်ရေးပို့ခဲ့တယ်လို့လည်းပြောပါတယ်ဖြစ်စရာတော့30ရဲ့ခုနလ2016ခုနှစ်ကြေးမုံတင်းစာမှာမြို့ပါစီနဲ့ပတ်သက်ပြီးတော့မြို့ပါစီကဒိန်းတော်တယောက်ကပြေဆုံးမြန်ကပါတော့အဲ့ပါပြီးတော့ ပါရတာဘူးအဲ့ဒီ30လေးမနဲ့မနဲ့ပိုင်းပဲအဲ့မြို့မစည်းထဲမှာတပည့်ဆိုင်တွေမှာလူတွေဝေဖန်နေကြတယ်အဲ့ဒီတင်းကြီးပြုစုံခိုင်းကြအမားကြီးပဲဒိန်ပြီးတော့ပေါင်းပြီးတော့တင်လာတော့ကြည့်ရတော့ဒရိနောက်မှာဇွန်မင်းအောင်လေဟောအဲ့တော့အကူတော့ကတစည်းလုံးကလည်းတီးတဲ့ခါကျတော့တစည်းလုံးနဲ့တီးတော့ဥတော်ခင်ဗျာဥတော်ကနေနေပြီးတော့မြို့မစည်းအကြောင်းရေးနေပြီလေအဲ့တော့ဖတ်ကြည့်ဆိုတော့ဖတ်ကြည့်တဲ့ခါကျတော့ပါလာတဲ့အချက်တွေကအကုန်လုံးရေးတယ် လွဲကြီးပဲဆိုတော့ငါဒီကလွဲပါလေဆိုတဲ့အကြောင်းကိုစောင်းရတော့ရေးလိုက်ရေးပြီးတော့ဒီမော်တော့ပို့လိုက်ပို့လိုက်တော့ဒီမော်တော့ကအဲဒီကအဲဒီကတည်းကပေးစာဆိုပြီးတော့အောက်ကမြို့ဝထုံးနေတယ်ကိုရဲ့ရှစ်လ2016နှစ်ဇန်နဝါရီ19မှာပါလာတယ် ညဝတ်သတင်းစာနယ်ကသတင်းတော်ဥမမောက်ထွန်းခေါ်မြို့မထွန်းကိုအလက်ထရောနစ်ပုံမှာ666ဂါကြီးနဲ့တရားစွဲဆိုခံရတဲ့အပေါ်ဥပဒေပေါင်းအတွင်းကကုညီဆောင်ရွက်ပေးသွားမယ်လို့လည်းညဝတ်သတင်းစာနယ်ရဲ့အယ်ဒီတာကရှင်းလင်းချက်ထုတ်ပြန်ထားပါတယ်ရှင်။ဒိမတ်မြန်မာနိုင်ငံအစည်းအဝေး2016-2020အကောင့်ထဲပေါ်မှုဆိုင်ရာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးဝယ်ကိုဒီဇင်ဘာလတရက်နေ့ကစီမံကိန်းနှင့်ဗဏ္ဍာရေးဝန်ကြီးဌာနရုံးအမှတ်၁အစည်းအဝေးခန်းမှာပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလက်မှတ်ရေးထိုးမှုကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုစားစီမံကိန်းနဲ့ဗဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းနဲ့ဒိမတ်နိုင်ငံအစိုးရကိုစားမြန်မာနိုင်ငံဆိုင်ရာဒိမတ်တန်အမတ်ကြီးတို့ကလက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြတာပါဒိမတ်နိုင်ငံအစိုးရကမြန်မာနိုင်ငံစီးပွားရေးရေရှည်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာကတစဉ်အေဂျင့်တာယာပြီးဒီမိုကရေစီစနစ်ထွန်းကားတဲ့နိုင်ငံတစ်ခုအဖြစ်ပေါ်ဆောင်ရေးဆိုတဲ့ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးရည်ရွယ်ချက်နဲ့ကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်ရှင် ရင်ငံဝင်ရောက်မှုအရင်နှစ်ထက်ပိုဆောနိုင်လာကြ။စိုက်ပျိုးမှုတွေကိုဒီဇင်ဘာလတတိယပတ်ထဲမှာစတင်ဖို့နေစဘာစိုက်တောင်သူတွေကိုစိုက်ပျိုးရေးဌာနကကြိုတင်အသိပေးကြေညာထားပါတယ်။ဒီသတင်းကို MCN သတင်းတော့ရဲသွင်းနေကရိုက်ကူးထားပြီးတင်စာကတင်ဆက်ပေးထားတာပဲဖြစ်ပါရဲ့ရှင်။ ။အရာဝတီဒေသကြီးအတွင်းကပသိမ်မျိုးရဲ့အောက်ဘက်မှာရှိတဲ့မြို့နယ်တွေဖြစ်တဲ့ငပူတော်၊ကန်းကြီးတောင်နဲ့ဆက်ဆက်ကျေးရွာတွေမှာနာခဲမုံတိုင်းပြီးရေငန်ဝင်ရောက်မှုမရှိတော့တာကြောင့်ရေစဝါးစိုက်ပျိုးမှုမြင့်တက်လာခဲ့ပေမယ့်2013ခုနှစ်နောက်ပိုင်းမှာတော့ရေငန်ပြန်လည်ဝင်ရောက်လာတာကြောင့်စပားထွက်နှုန်းတွေရော့ကျနေတာပါ။ဒီလိုလည်းမလောင်နိုင်ဘူးဒီနေရာကဘလို့မှဆက်မှုမရှိဘူးဆိုလို့ရှိရင်တော့ရည်ရည်ရဲ့မှာဒီရေမြောင်းရဲ့ကိုရေဝင်လိုက်အောင်ရေမြောင်းတွေပြတ်ထားပြီးလို့ ਨੇ ဒီတရက်နေဖြစ်တဲ့90ဆက်စစ်လောက်ပြီးတော့ကကျွန်တော်တို့ကရေကိုတင်ပြီးတော့အဲဒီရက်ဒီဒီကြာရင်နော်ဒီကြာရင်60စက္ကန့်လောက်ပါဒီလိုမျိုးမှကြည့်တယ်ဆိုရင်တော့ဒီစကားအောင်ရည်အတွက်ဒီကိတ်ရော့နေတယ်ဆိုတာလေးတော့ကျွန်တော်တို့က20နှစ်တိုင်းရေငံဝင်ရေးရှိရတဲ့အကုန်လုံးတော့ကျွန်တော်အလန်းတော့ အခုနှစ်မှာဆိုရင်လည်းခါတိုင်းနှစ်တွေထက်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့်လူစပားကိုတမတ်ရိုးကြစိုက်ပျိုးမယ်ဆိုရင်ဒီဇင်ဘာလတတိယပတ်နဲ့နောက်ဆုံးပတ်တွေမှာစိုက်ပျိုးဖို့စိုက်ပျိုးရေးဌာနကအတည်ပြုကြောင်းကြားထားပါတယ်။နောက်ကြမှာစိုက်မယ်ဆိုရင်တော့တတန်းတို့စပားမျိုးကိုသာရွေးချယ်စိုက်ပျိုးသင့်တယ်လို့ပြောပါတယ်။ရင်းငယ်ဖြစ်လာမယ်ဆိုရင်တော့ကျွန်တော်တို့ကအဓိကတော့လူစပားလုံးဝအောင်မြင်မှုကြီးရောပါပြီလို့အဲတော့တောင်းပန်ပါလေအဲဒီလူစပားမျိုးစပားနဲ့ဒီရုံးခန်းတွေကာလလေးမှာ အကယ်၍များမျိုးပါမှာအကယ်၍ရင်းနှီးထိသွားမယ်ဆိုရင်သူရဲ့သူရဲ့ကျူစီပါရင်းနဲ့နောက်ဆုံးမှာဆိုတော့ဆိုင်တိုင်းတိုင်းရောရင်းနှီးဒေတာဝင်နိုင်တဲ့ဒေတာတွေမှာမျိုးပါလို့မယ်ဆိုရင်တော့မျိုးပါမှာဘယ်လိုမျိုးပါလဲ ရေစဘာဆိုင်ပြို့ဖို့အတွက်ရေရင်မြစ်တစ်ခုဖြစ်တဲ့ငဝုံမြစ်ဟာရေချိုရင်ကထိဆက်တဲ့မြစ်ဖြစ်တဲ့အတွက်ရေငံမဝင်ရောက်မီရေတည်ရက်တွေဖြစ်တဲ့လာပြကျော်၁၀ရက်၁၁ရက်နဲ့လာစုပ်၁၀ရက်၁၁ရက်တွေအတွင်းမှာရေချိုလောင်ကန်တွေပြုလုပ်ရယူထားဖို့စိုက်ပျိုးရေးဌာနကကြိုတင်အသိပေးထားပါတယ်ရှင်။အီရန်နိုင်ငံမိုးဆူးမြို့ကဒေသခံထောင်ပေါင်းများစွာဟာ IS အကြမ်းဖက်အဖွဲ့တွေနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့်အစားအစာပြတ်တောက်သွားတာပဲဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေနဲ့အီရတ်ညွန်မောင်းတပ်ဖွဲ့တွေရဲ့ပြင်းထန်တဲ့တိုက်ပွဲတွေကြားမှာအရက်သားအများပြားပိတ်ဆို့မိနေတာပါ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်မြို့ရဲ့ပင်မရေပိုက်တွေပျက်စီးသွားခဲ့ပြီးအရက်သား6သိန်းကျော်ဟာရေပြက်လက်မှုကိုရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ Iresitat ဟာ IS အကြမ်းဖက်သမားတွေတင်ပိုက်ထားတဲ့မူဆူးမျိုးကိုတပုံတွေလက်ထဲကနေပြန်လည်ရယူဖို့ပြီးခဲ့တဲ့ရက်သက်တစ်ပတ်6ပတ်ကျော်ကတည်းကတိုက်ခိုက်နေခဲ့ပြီးလူအသေးပြောက်များနေရပါ။လက်ရှိအချိန်မှာအသေးခံဘုံခွက်သူတွေနဲ့လက်ဖြောင့်သမားတွေပါဝင်တဲ့အင်အား6000ကျော်ရှိတဲ့အကြမ်းဖက်သမားတွေရဲ့မြို့ရင်းကခုခံတိုက်ခိုက်မှုတွေကြောင့်မြို့အတွင်းမှာလူအများပြားပိတ်မိနေတာပဲဖြစ်ပါတယ်ရှင်။ MCN သတင်းဌာနကနေညနေ6:00နာရီတိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းတခြားထူးခြားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားအောင်ပါ။ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်တွေကို www.mcntv.news မှာကြည့်ရှုနိုင်တယ်လို့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာဆိုရင်တော့ MCN TV News အမည်နဲ့ရှာဖွေကြည့်ရှုနိုင်ပါတယ်။ MCN နေ့စဉ်ရုပ်သံအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့အစီအစဉ်တင်ဆက်သူမတက်တက်ဦးပါရှင်။